ယောက်ျားလေးအဲမင်းလေးမင်းလေးဘမဟိတာမျိုးယောက်ျားထင်ယောက်ျားလေးထင်နေဟိုဟိုဘယ်လိုပြောမလဲသူစီလာတော့လဲဟိတာမျိုးကယောက်ျားလေးမိန်းကလေးလောကဝတ်လို့မလိုက်တာအဲ့မကျောင်းတက်တော့လဲသူ စကတ်လို့ဝတ်ရပါတယ်သူကသူဂဲလို့လဲသူပြောပါတယ်အဲ့ဒါသူကသူပြန်ဇင်မြန်ပေါက်စားတယ်သူကသူဇင်မြန်ပေါက်စား I am ဇင်မြန်ပေါက်စားတယ်ဟုတ်တယ်ဒါပေမဲ့သူကဇင်မြန်မချက်ဘူးအမကပဲချက်တာ အဲ့ဆိုတော့လေဘုံကြီးနားမှာတရားထိုင်နေတော့ဟိုပြောတော့လေလက်ကလေးပေးပြီးတော့လက်လက်ကိုသူတို့ကင်ထားအဲတာညူးလို့ကျင်လို့တဲ့ဒီနေ့ကတော့စူပေါင်းဖို့ခရင်နေနဲ့ဘုံဘုံကြီးစီမှာလာပြီးတော့ကလေးတွေနဲ့အတူတူလာပြီးတော့လာစားသုံးရင်းနဲ့အဲကထိန်လေးလာပြီးတော့ကျင်းပဖြစ်တာပါသာဓု ိဘဆိုအဖေလိုလဲဟုတ်တယ်ကိုရဲ့ဆရာသမားလိုလဲဟုတ်တယ်ပြည့်တဲ့အတွက်ကြောင့်ဖေရပဲဖြစ်ဖြစ်ဖုံဖုံနဲ့ပဲဖုံဖုံနဲ့ပို့ပြီးတော့အနေနီးကတ်တာပေါ့နော်အိမ်လည်းနေတယ်ဖုံဖုံကြောင်းနဲ့အိမ်နဲ့လည်းနေတယ်ပြီးတော့ဖုံဖုံကအမြင်နဲ့ဆောက်ရှောက်နေခါကြရင်ကိုကကိုအလုံးရှုပ်နေလို့ဖုံဖုံဖုံစီပုံမဆက်ပြေနေတာဖုံဖုံကအမြင်နဲ့ဖုံးဆက်ပြီးတော့နေကောင်းကြမှာလားအဲတိုက်ခိုက်နေရှိလို့ရှိရင်လည်းဖုံဖုံကအမြင်နဲ့အားပေးတယ်ပြီးလို့ရှိရင်လည်းဘာပွဲဘာပွဲဖြစ်ဖြစ်သူကသူ့သမီးကိုအမြင်နဲ့ ်အမကိုအမြဲခေါ်တယ်ပြီးတော့မဆီမလည်းဖမုံရဲ့တာသမီတွေပေါ့ဖမုံဟိုမှာဘယ်လိုပြောမလဲကျမကြီးအတွယ်ပဲဖြစ်ဖြစ်ဖမုံစောင့်ရှောက်ပေးထားတယ်ခလေးရ၄၅၆ယောက်လောက်ရှိရာဆိုတော့ဖမုံကသူ့တာသမီလို့သူ့မြေးတွေပုံစံဖြစ်နေတာပေါ့ ဟုတ်တယ်အဲအဲ့တုံးရောက်ကဖုံဖုံသားသမီးတွေပေါ့ဖုံဖုံမြီးတွေပြောရမှာပေါ့နော်အာဒီကံကောင်းလေးဆိုလို့ရှိရင်လည်းဒါဝေးရပါသူဒီလိုမျိုးချုပ်တက်နေတဲ့ခါကျတော့ရောက်တာနဲ့ဖုံဖုံစီမှာဖုံဖုံမိတာကိုခံယူရင်းနဲ့ဖုံဖုံစီမှာကျမိုင်ကောင်ရောင်းနေပေါ့မမတို့ငငယ်တုန်းကထုံးစံအတိုင်းပဲဖုံဖုံကနေပြီးတော့မှအာတခါပြန်ပြီးတော့ဆောက်ရှောက်ပြီးဟိန်းရစာလင်းဆိုပြီးတော့ဖုံဖုံနာမည်ပေးထားတာအာနောက်တယောက်ကကျတော့လည်းအဲ့လိုပဲချင်းထဲမှာထည့်ထားတော့ခေါင်းကတော်တော်ပြော့နေတော့ဖုံဖုံမဲဆောက်ရှောက်ပြီးတော့အဖုံဖုံစီမှာပဲအ ဘယ်လိုပဲနာမည်နာပေါ့နော်အဲ့လိုမျိုးပေါ့အော်တခိုင်ရနာလင်းဆိုလဲပုံပုံမဲ့နာမည်ပေးထားတာဇီးပင်အောင်ကတွေ့တဲ့ကလေးလေးဆိုလဲအဲ့တိုင်းပဲပုံပုံကသူကသူ့အမေကစာထဲမှာဟောလေအဲသူ့ရဲ့မွေးနေ့မွေးရက်ကလေးထည့်ပြီးရေးထားတော့ဖုံဖုံကအဲ့လားလေးဖတ်ပြီးတော့ဖုံဖုံနဲ့စာတာတူတယ်အဓိပတိပွားလေးတဲ့သမီးနဲ့ဖုံဖုံစီခေါ်လာခဲ့ဆိုဖုံဖုံကနာမည်ပေးပြီးတော့ဖုံဖုံလုပ်ပေးထားတော့အဲ့နဲ့ဒီနေ့ဒီပွဲလေးမှာဖုံဖုံသားသမီးလေးနဲ့တွေ့ရအောင်ခေါ်ခဲ့တယ် လာလို့ဒီရသားလေးအဲဟိုဟိုဟိုဒီကောင်းကိုချင်းနေတဲ့လေကောင်းပြောတာဘမဟိတာမျိုးယောက်ျားထင်ယောက်ျားလေးထင်နေဟိုဟိုဘယ်လိုပြောမလဲသူစီလာတော့လဲဟိတာမျိုးကယောက်ျားလေးမိန်းကလေးလိုမှဝှလို့မလိုက်တာအဲ့မဲ့ကြောင်းတက်တော့လဲသူစက်ကလို့ဝှရပါတယ်သူ့ကိုသူ गे လို့လဲသူပြောပါတယ် အဲဂဲလို့ပြောတယ်ခါကြလည်းယောက်ျားလေးမှုဝင်ဝင်သွားပြန်ရောခါကြလည်းဂဲမှုဝင်ဝင်သွားပြန်အောင်အဲ့လိုမျိုးဘယ်လိုဘယ်လိုလဲမသိဟုတ်တယ်ငငယ်လေးကအဲ့လိုမျိုးအဲစကတ်တင်ပိုင်ဝတ်ပင်းရင်လည်းသူကရှက်တယ်ဒါပေမဲ့ကျောင်းဝုဆောင်ကြတော့မဝတ်လို့မရအောင်လေအဲကျောင်းဝုဆောင်ကြတော့စကတ်တော့ဝတ်ရတာပေါ့အဲ့လိုမျိုးဝတ်ရတယ်ပြီးရခါကျရင်ကျောင်းမှာကျတော့အဲဆရာမတွေကတင်ပေးတယ်လေဘာသူကမိန်းကလေးဘာလဲညာအဲ့လိုမျိုးတင်ပေးတယ်ဆိုတဲ့ခါကျသူဒါတော့လက်ခံတယ် အလက်ခံနေဒါပေမဲ့အဲ့လိုမျိုးပေါ့သူကသူဘွိုင်းလာခဲလဲဆိုရင်တော့ဆိုဘွိုင်းလို့ပြောတယ်အခုဆိုလို့ရှိရင်ဂဲလို့တော့ပြောတယ်ဒါပေမဲ့မကြိုက်ဘူးဒီပုံစံမဲ့ဝတ်ပေးရအခုဒီလိုပွဲရင်ဝတ်မယ်ဆိုရင်သူပစိုးကလည်းဝတ်ပေးလို့မရအောင်လေမတင်တော့ဘူးစကတ်ဝတ်ပြီးတော့ဆိုရယ်သူကထမင်းဆိုရယ်သူကအဆင်မပြေဘူးမဝတ်ချင်ဘူးဆိုတော့အဲ့ဒါဘောင်းမီရောဝတ်ကြားချတာဟုတ်တယ် အဲ့လေသူ့ဟာသူ့ဗီဇာနဲ့သူလာလုံးဝပုံစံမသွင်းပေးတာဟုတ်ကိုကလေ main ကလေးဆိုလို့ရှိရင် main ကလေးဆန်ဆန်အဲ့လိုမျိုးတကယ်ကိုမိမပီပီတတ်တာနဲ့ main ကလေးမျိုးလေးကိုချစ်ချင်တာအဲ့ကြောင့်ကို main ကလေးကြီးကြည့်ပါလားအကြီး main ကလေးဆိုလုံးဝမိမပီပီတတ်လေသူ့လိုမျိုးတယောက်မှမပါဘူးအဲ့ဒါသူ့ကိုသူပြန်စင်မြန်ပေါက်စားတယ်သူ့သူပြောတာတော့သူ့သူပြောတာအဲ့ဟိုတနေ့ကစင်မြန်ကိုလွယ်ပြီးတော့သူ့ကိုသူစင်မြန်ပေါက်စား I am စင်မြန်ပေါက်စားတယ် ဟုတ်တယ်ဒါပေမဲ့သူကဇင်မြအောင်မချက်ဘူးအော်တယ်သူစမြအောင်မချက်ဘူးအမအဝဲချက်တာအဲဆိုတော့လေဘုံကြီးနားမှာတရားထိုင်နေတော့ဟိုပြောတော့လေလက်ကလေးပေးပြီးတော့လက်လက်ကိုသူတို့ကင်ထားအဲတာညူးလို့ကျင်တော့တယ် တယ်သူတို့တွေလေသူတို့အဲ့လိုလေးမအောင်လဲငငယ်လေးကလည်းအဲ့ဒါပုံစံသွင်းထားရတာပုံစံသွင်းအဲ့ကြောင့်အမကခလေးတွေကိုပင်ပန်းခံပြီးဘာလို့နိုးစို့အရွယ်ကလေးကပတ်စံအကုန်ကြခံအာဒီပင်ပန်းခံပြီးဘာလို့မွေးရတယ်ဆိုကိုသားသမီးလိုပုံစံဖြစ်ချင်လို့အခုရွယ်မ၄၅၆နှစ်ကြာမှအမအเจ้าမှာခလေးတွေလက်ခံပြီးတော့ ငွေတဲ့အမအဲ့လိုမျိုးလှုပ်ချင်တာမဟုတ်အစတွေကလည်းမိဘမဲ့ကြောင်းရယ်ဆိုပြီးတော့တီထောင်ချင်တာမဟုတ်ကိုက big family တီဆောင်ချင်တာဘာလို့လဲဆိုတော့ကို့မှာမိသားစုနည်းတယ်တခုတည်းသမီးလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့အဲ့လိုမိသားစုတွေကလေးတွေအများကြီးနဲ့နေချင်တာနေချင်တာဆိုတော့အဲ့လိုမျိုးဝါသနာပါလို့လုံရင်းရနေပြီးတော့မှညားလာလို့ဂေဟာဆိုတာကိုဟိုတက်ရတာပေါ့နော်အာအမှန်တကယ်ဆိုလို့ရှိရင်တော့ဟိုဒါကိုယ့်ရဲ့အိမ်မှာပဲအဲ့လိုမျိုးနေချင်တာဒါမဲ့လည်းအဲမရဘူးလေဆိုတဲ့အခါကျတော့အကုန်လုံးဟိုဒါဂေဟာဆိုပြီးတော့ပြောင်းသွားတာပေါ့မှန်ရင်တော့ big family ပုံစံနဲ့ နေကြတာပါအဲ့တော့ကလေးတွေအကုန်လုံးငငယ်တွေကနှုတ်မဟုတ်ဒိုင်ပါအဲ့လိုမျိုးတွေအကုန်ကြခံပြီးတဲ့အခါကျတော့သူတို့ရဲ့ကျမ်းမာရေးအစားဆောက်ရှောက်တရသားနှစ်သားတွေကမွေးလာတာအခုက9နှစ်ရောက်လာတာဆိုတော့အဲ့လိုပဲကိုယ်နဲ့လက်ပေါင်းတင်းနေလာတဲ့အခါကျတော့သူတို့ကလည်းကိုယ့်ကိုမိဘအရင်လိုသဘောထားတယ်သဘောထားတယ်သူတို့ကလည်းမသိသေးဘူးလေအဲ့တော့ကိုကကိုကသူတို့ရဲ့မိဘအရင်လိုပုံစံဖြစ်နေတော့ဘာပဲပြောပြောသူတို့ကလက်ခံတယ်ပုံစံဝင်လို့ပုံစံသွင်းလို့ရတယ်ပေါ့ကလေးတွေကအဲ့လိုမျိုးနေနေပဲသွားချက်ဟုတ် မျက်နာပွင့်ရတယ်ဟုတ်တယ်အဲအဲ့ဒါတို့ကိုကျေးဇူးတင်ရမှာဟုတ်လဲဆိုတို့ကလည်းလက်ခံနိုင်လို့လေအဲငငယ်လေးတွေကတို့ကိုအလိုလိုက်တယ်ဟိုတခါမှမရိုက်ဘူးအဲစူလိုက်တယ်ဆိုလို့ရှိရင်တော့မျက်နှာဘေးနဲ့ပဲစူတယ်အဲ့လိုမျိုးမရိုက်ဘူးအဲပြီးတဲ့အခါကျတော့တို့အာဒီဒါဗုဒ္ဓဘာသာအယူရဆိုရင်အားတဲ့အချိန်မှာဓမ္မစကူးတင်နေတတ်တာရေကြီးလေးမှာတင်နေတတ်တာအဲ့ဒါတွေကအများကြီးအခုညီထောက်ပံ့ပေးတယ်လို့ထင်တာပေါ့နော်ဟုတ်